ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါစကောင်စီတက်ကရှမ်းပြည်ရဆမြင့်နယ်ထဲမှာဝင်ရတက်ဆွေးနေထိုင်နေတာကြောင့်ပြည်သူတွေထပ်ပြေးတင်းရှောင်နေရပါတယ်။ အခုဇွန်လဒုတိယပတ်ကစပြီးတော့စစ်ကောင်စီကရက်ဆောင်မြို့နယ်အင်ဒေါ်မြို့အနီးကြောက်ကူကျေးရွာအုပ်စုထဲကလွယ်ဟောင်းနဲ့ပုံအင်းကျေးရွာထဲမှာဝင်ရောက်တပ်ဆွေးနေထိုင်နေတာကြောင့်ပြည်သူတွေကဖုန်ကြီးချောင်းနဲ့ဘေးလွတ်ကင်းရာတွေကိုထွက်ပြေးတင်းရှောင်နေရပါတယ်အစပါရွာထဲလာနေတဲ့စစ်ကောင်စီတပ်တွေဟာပြည်သူတွေကိုရွာထဲမနေဖို့ပြောကြောင်းကိုအင်ဒေါ်မြို့ဒေတာခန်တို့ကတော့အခုလိုပြောပါဗျာ ထမလေးငယ်ပုံပိုင်ကျတော့ရှောင်းထားအောင်မင်းတို့ကလည်းလေပဲပြတာသူတို့ရှောင်းရတာဗျာ။ဒီကလေဒီဘွားအိမ်မှာထိုင်ခဲ့တာဘုနော်။ဟုတ်ကဲ့ထိုင်ခဲ့တော့ကွာတအားဝင်တော့အောင်မင်းတို့သူတို့လာပြေခင်ဟာသူတို့အဲ့လိုလာကြတယ်ဗျာ။ခက်ပြေးတယ်ဆိုအကုန်လုံးမဟုတ်ဘူးဗျာ။တက်ကြည့်တဲ့လူတွေတော့ထားထားဖုန်းကြောင်းနေမှာနေသူတို့မိကြနားကြလေလို့အရင်တော့ခုနကပြောချောင်းထားပြီးတော့လည်းရွာထမမနေနဲ့ တို့ပြည်ကြံထိုင်အောင်ဟောဆီတို့တို့အဲ့လိုမျိုးနေကြ။အဟုတ်တယ်ကတားထားနေရကြရ။လက်ရှိအချိန်ထိလွိုင်ဟောင်းနဲ့ပုံအင်းရွာကဒေတာခန်တွေကတော့လွိုင်ဟောင်းဖုန်ကြီးကျောင်းနဲ့ကြောက်ကူအင်တော်မျိုးဘတ်တွေမှာထွက်ပြေးသိမ်းရှောင်နေရပါတယ်။ဒါအပြင်ဖုန်ကြီးကျောင်းထဲမှာခုံလုံနေတဲ့တူတွေကိုလည်းစစ်ကောင်စီကကျေးရွာတွင် ပြန်ဝင် ခွင့်မပေးသလိုရိတ်ခါတွေကိုလည်းပြန်ယူခွင့်ကိုပိတ်ပင်ထားပါတယ်။အကွယ်ရုပ်ပြစ်ခတ်မှုဖြစ်ပွားခရင်မတင်ကာတူတွေအနေနဲ့ခေါ်ယူစစ်ဆေးမေးမြန်းမယ်လို့လည်းချိန်ချောက်ထားပါတယ်။ အခုလိုချင်းချောက်ထားတာကြောင့်ပြည်သူတွေကတော့မပြန်ရဲပဲနဲ့ရှိတဲ့ရိတ်ခါတွေနဲ့ပဲတောင့်တင်ပြီးစားတောက်နေကြပါတယ်။ဖုန်းအင်းကတော့ကြာပြီကြာဖုန်းအင်းလည်းတပါတော့ရှိရဲလွယ်ဟောင်းကတော့ငါရလောက်အကွာတယ်ကြာအခုငါရလောက်ရှိတယ်။ရှိတယ်လေခွန်ကြီးကြောင့်မှထားထားတယ်။တားပေါ့ကိုစတန်းနယ်နေကြရောအထဲမသွားနိုင်ဘူးကျွန်တော်ပြည်သူထားတော့အဲတမန်လှမ်းပြီးတာတော့ကျွန်တော်တို့မတင်ကြရင်သူတို့အိပ်ရထဲလူမျိုးမတင်ကြဘူးပါတယ်ကျွန်တော်လည်းအမှထိုင်ကြတော့ ကြက်ကူကျေးရွာအုပ်စုလွယ်ဟောင်းရွာအနောက်၄မိုင်ခန့်အကွာတော်ထဲကိုလည်းပြီးခဲ့တဲ့ဇွန်လ၁၄ရက်နေ့ကစစ်ကောင်စီကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အလားတူပြီးခဲ့တဲ့မေလ၂၀ရက်နေ့တုန်းကလည်းကြက်ကူတိုက်နယ်ထဲမှာတိုက်ပွဲဖြစ်ပွားမှုမရှိဘဲနဲ့စစ်ကောင်စီဟာ TPNA လှောက်ရှားနေတဲ့နေရာတွေကိုတာတုအစိမ့်ငွေ့ဘုံတွေနဲ့လေကြောင်းနဲ့ပစ်ခတ်ခဲ့တယ်လို့ TPNA ကထုတ်ပြန်ထားပါတယ်။ 2025နှစ်စပိုင်းကစပြီးတော့ရန်ဆောင်မြို့နယ်အတွင်းစစ်ကောင်စီနဲ့တနုပီတူလူမျိုးရေးတပ်တော် TBN တို့ကတပ်ဖွဲ့စတင်ဖြစ်ပွားခဲ့ပြီးကြောက်ကူတိုက်နယ်ဒေသခံတွေကတော့ထွက်ပြေးတင်းရှောင်နေရပါတယ်။ ဂျနီဗာကွန်ဗင်းရှင်းစာချုပ်အရလက်နက်ကန်တပ်ဖွဲ့တွေဟာအရက်သားများနေထိုင်ရာစစ်ဘေးရှောင်စခန်းများရှိရာမှာတိုက်ပွဲဖြစ်ပွားခြင်းဝင်ရောက်နေထိုင်ခြင်းပြည်လုတာဟာစစ်ရာဆွေးမှုပြစ်မှုမြောက်ကြောင်းဖော်ပြထားပါတယ်။ဒါပြင်ဂျနီဗာကွန်ဗင်းရှင်းစာပိုက်ထဲမှာစစ်ပွဲအတွင်းအရက်သားများထိခိုက်ကာကွယ်မှုကိုအကာအကွယ်ပေးရမယ်လို့စာချုပ်ထဲမှာပါဝင်ပါတယ်။ကျွန်တော်တော့ဇက်စင်လန်ပါ